အားလုံးပဲမင်္ဂလာပါဆရာတို့ freeze အကြောင်းတွေပြီးသွားတော့နောက်ထပ် simple sitting တွေကိုဆွဲဆန့်တဲ့အခါမှာသုံးတဲ့ close အကြောင်းတွေကို select ပြီးတော့လေ့လိုက်အောင်အဲ့တော့ဆရာတို့ sitting အနေနဲ့ survive တွေကိုရေးတဲ့အခါမှာ freeze တွေနဲ့အဲ့ဒီ sitting တွေကိုဆွဲဆန့်မယ်နောက်တစ်ခုကတော့ close တွေနဲ့ဆရာတို့အခုလေ့လာမယ် close C N L A U S E close အဲ့ဒီ close တွေနဲ့လဲဆရာတို့ simple sitting တွေကိုဆွဲဆန့်လို့ရတယ်အဲ့တော့ close ဆိုတာဘာလဲဆရာတို့ကြည့်မယ် a clause is a part of sentence အဲ့တော့ clause ဆိုတာကအဲ့ is a part of sentence စာကြောင်းရဲ့အစိပိုင်းတစ်ခုပါပဲတဲ့ it has subject နဲ့ verb subject ပါရမယ် verb ပါရမယ် but it does not make complete sense အဓိပ္ပာယ်တော့မပြည့်စုံအဲ့ does not make complete sense ဆိုတာအဓိပ္ပာယ်မပြည့်စုံမှုလို့မှတ် make ဆိုပြီးလို့ does not make ဆိုမပြည့်လို့ဘူး complete ဆိုပြည့်စုံတဲ့ sense ဆို meaning အဓိပ္ပာယ်ပဲအဲ့တော့ပြည့်စုံတဲ့အဓိပ္ပာယ်မပြည့်လို့ဘူးဆိုတော့အဓိပ္ပာယ်မပြည့်စုံဘူးပေါ့ဒါဆိုရင် clause ဆိုတာပါလေ clause ဆိုတာအစိပိုင်းစာကြောင်းရဲ့အစိပိုင်းတစ်ခုပဲ a part of sentence နဲ့ subject ပါမယ် verb ပါရမယ် it is subject နဲ့ verb subject ပါရမယ် verb ပါမယ် subject ပါတယ် verb ပါတယ်ဒါပေမဲ့အတိပ္ပယ်တော့မပြည့်စုံဘူး but it does not make completion အတိပ္ပယ်တော့မပြည့်စုံဘူးဒါဆိုရင် clause ကပါလဲ clause ဆိုတာ subject နဲ့ subject တကူ subject ပါမယ် verb ပါမယ်အတိပ္ပယ်ပြည့်စုံဘူးအဲ့ဒါဆိုဘာလို့ခေါ်လိုက်မလဲ clause လို့ခေါ်မယ်ဒါဆိုရင် clause မှန်သိနိုင်တဲ့ပုံစံလေးပေါ့ pattern လေးရဒီမှာ conjunction နဲ့စမယ် subject ပါမယ် verb ပါမယ်အတိပ္ပယ်ပြည့်စုံရင်ဒါလို clause လို့မှတ်ရမယ်အဲ့တော့ conjunction ကဘာလဲဆရာရဲ့ conjunction ဆရာသင်ထားတယ် conjunction ဝသင်္ဂရှင်မျိုးမှာ joining word ခေါ်ပါတယ် joining word ကိုညာရှင်နဲ့စမယ် subject ပါမယ် verb ပါမယ်အဓိပ္ပာယ်ပြည့်စုံဘာလို့ခေါ်လိုက်မလဲ clause လို့ခေါ်မယ်ဒါမဲ့ clause နဲ့ phrase နဲ့ဆက်လို့သိရမယ် phrase ဆိုတာစကားစုလေးပဲ group of words စကားစုလေးပဲဒီမှာ subject တွေ verb တွေမပါဘူးဒါမဲ့ဆက်လို့အခုလေးလာမယ် clause ကြတော့ကိုညာရှင်နေပါမယ် subject တွေပါမယ် verb တွေပါမယ်ဒါမဲ့အဓိပ္ပာယ်တော့မပြည့်စုံပြောချင်တာသူတစ်ခုတည်းအဲ့ဒီ clause တစ်ခုတည်းမှာရက်တည်လို့မရဘူးအဲ့ clause တစ်ခုတည်းနဲ့အဓိပ္ပာယ်မပြည့်စုံတခြား အကြောင်းအရာလေးတွေပါတခြား clause လေးနောက်တစ်ဆင့်တစ်ကြောင်းလေးလိုနေသေးတယ်ဒါကြောင့်မို့ conjunction ပါမယ် subject ပါမယ် verb ပါမယ်အဲ့ဆိုရင် clause ဆိုမှပါအဲ့တော့ clause ကဆိုတော့ phrase လိုပဲ also do are do are ဆုမဲ့ဆိုရင်သုံးခုရှိတယ်ဆို phrase မှာလည်း၃မျိုး phrase ကိုဆိုတော့ english စာမှာ phrase တွေ phrase တွေကိုဆိုတော့အနည်းချုပ်လိုက်၃မျိုးရမယ် noun phrase adjective phrase adverb phrase အဲ့ဒီနည်းတိုင်းပဲဆိုတော့ english စာတုပ်စာတပုတ်ကိုဆိုတော့ အနည်းချုပ်လိုက်မယ်ဆိုရင် clause ကလည်း၃မျိုးပဲရမယ် clause မျိုးစားပေါင်း၃မျိုးရှိမယ်အဲ့ဒါဘာလဲဆိုရင် non clause adjective clause adverb clause ပြန်ပြောကြည့်မယ်ဘာ clause လဲ non clause adjective clause adverb clause ဒါဆိုအဲ့ဒီ non clause တို့ adjective clause တို့ adverb clause တို့ဆိုတော့ပုံသဏ္ဍာန်ကြည့်ကောင်းမလားနေရာကြည့်ကောင်းမလားနေရာကြည့်ကြရမယ် non clause ဘာကြောင့်ခေါ်နိုင်လဲ non နေရာမှာရှိလို့ပေါ့ adjective clause ဘာကြောင့်ခေါ်နိုင်လဲ adjective နေရာမှာရှိလို့ adverb clause ဘာကြောင့်ခေါ်နိုင်လဲ adverb နေရာမှာရှိလို့ ဒါဆိုဘယ်နဲ့မှနောက်ဘယ်နဲ့မှ adjective ဘယ်နဲ့မှ effect ပါလို့မသိရင်ဆရာတို့ဒါဘာဘာ clause ပါလို့ပြောလို့မရအောင်ဒါကြောင့်ဆရာတို့ face လုံးဝလိလခဲ့တယ်နောက်စာကြောင်းမှာနောက်ဘယ်နဲ့နေရာရှိတယ်စာကြောင်းမှာနောက်၃နေရာရှိတယ်ဘယ်နေရာမှာ subject နေရာ object နေရာ complement နေရာဒါဆိုအဲ့ဒီ subject တို့ object တို့ complement နေရာမှာဘာရရှိမလဲနောက်နေရှိမလဲအဲ့ဒီနောက်နေမှာဝင်လာမဲ့ clause ကတော့ဘာ clause ပဲလေ noun clause ပေါ့ subject နေရာမှာလည်း noun clause ရှိမယ် object နေရာမှာလည်း noun clause ရှိမယ် complement နေရာမှာလည်း နောင်ကလော်ဂျီမှာဘာကြောင့်လဲအဲ့ဒီ subject တို့ object တို့ complement နေရာတွေမှာဘာတွေရှိနေလို့လဲနောင်နေရှိနေလို့နောင်နေရှိနေနောင်ကလော်ရှိပါပဲဒါဆိုရင် subject နေမှာဝင်လာနောင်ကလော်ကိုဘာနဲ့ဘာသာပြန်မလဲ d နဲ့ဘာသာပြန်ရမယ် object ကိုကိုနဲ့ဘာသာပြန်ရမယ် complement ကို d နဲ့ဘာသာပြန်ရမယ်ဒါဆိုရင်လည်းတို့နောင်ကလော်ကိုနေရာလည်းတည်သွားပြီးအတိတ်ပဲလည်းဘာသာပြန်တတ်ပြီဆိုရင်စာကြောင်းလေးတွေကိုလေ့လာကြည့်အောင်ဟောဒီမှာဆက်စာကြောင်း၃ကြောင်းရေးပြထားတယ်နံပါတ်၁စာကြောင်း what he wants is important ဲအိစာကြောင့်မှာ verb ရှာကြည့်ပါဦး verb က is verb ရှိမှမလို့ရှိမလဲ subject ရှိမယ်အဲ့ဒါကြီးတစ်ခုလုံးကြီး subject ပါအဲ့တော့ what you want အဲ့ကျ subject is က verb is ဖြစ်သည်ဆိုတော့ဘာဖြစ်မှန်းမသိမပြည့်တော့ဖြစ်သေးတာ important ဆိုတာလေ complement နဲ့မှရောက်နေတာ important complement subject verb complement စနေပါ2ဒါဆိုရင်ဆရာတို့ subject နဲ့မှရောက်နေတဲ့ what he wants လေးကိုကြည့်စမ်းပါ what ဆို what he wants မှာ what ဆိုတဲ့ conjunction ပါမယ် is ဆိုတဲ့ subject ပါမယ် want ဆိုတဲ့ verb ပါမယ်အဓိပ္ပာယ်မပြည့်စုံမှုအဓိပ္ပာယ်မပြည့်စုံရင်ဘာသာပြန်ကြည့်လိုက် subject ဆိုဒီလေးနဲ့ကောင်းလိုက် ဆက်ပြမှုဒီနဲ့ကောင်းလိုက်။ why once လိုလိုချင်တာဒီနောက်က is not important တော့မပါခဲ့ရင်အသေးပဲမရှိတော့ဘူး။ဒါကြောင့်ဆိုတော့က why once အဲ့တခုတည်းဒီရက်တီလို့မရအောင်နောက်မှာ is important ဆိုတော့ van နဲ့ complement တာမပါရင်သူတခုတည်းရက်တီလို့မရအောင်ဒါကြောင့်မို့ it does not make condition လို့ပြောတာ။အဲ့တော့ subject နဲ့မှာဝင်လာတဲ့ why once ဝါဆိုတဲ့ကိုညာချင်းပါမယ် he is a subject ပါမယ် once ဆိုတဲ့ verb ပါမယ်အဲ့ဒီပဲပြည့်စုံတော့ဘာလို့ခေါ်လိုက်မလဲ clause လို့ခေါ်မယ်အဲ့တော့ အဲ့ဒီ white wind ဒီဘယ်နေမှာရောက်နေလဲ subject နေမှာရောက်နေတာ subject နေရာဒီဘယ်လိုနေရာလဲ noun နေရာ noun နဲ့မှာဝင်လာရဲ clause ဆိုဘာဖြစ်လို့လဲဟဲ့ noun clause ပေါ့ subject ကိုဘာနဲ့ကောက်မလဲဒီလေးနဲ့ကောက်ကောက်ကြည့်မယ် white wind သူ့လိုချင်တာဒီ is important အရေးကြီးပါတယ် subject မူဒီနဲ့ကောက်မယ် white wind သူ့လိုချင်တာဒီ is important အရေးကြီးပါတယ်ဒါဆိုရင် white wind စီ subject နေမှာရောက်နေလဲဘာဖြစ်လို့လဲ noun clause ဘာနဲ့ကောက်မလဲဒီလေးနဲ့ကောက်လိုက်ကဲ subject နေရာပြီးတော့ဘယ်လိုနေရာရောက်မလဲ object နေရာ object နေရာမှာလည်း noun ရှိတာပဲဆိုတော့ object နေရာမှာလည်း noun ရှိတယ် noun ရှိရင် backlog ရှိရမလဲ noun clause ရှိရမယ်ဒါဆိုဒုတိယစာကြောင်းလေးဖတ်ကြည့်မယ် he does not know what he wants ဒါဆိုအဲ့စာကြောင်းမှာ verb ရှာကြည့်မယ် verb က does not know ဒါအငင်းကြီး does not know verb verb ရှိမှဘယ်လိုရှိမလဲဆိုတော့ subject ရှိမယ် he ရဲ့ subject က he he သူဒီ does not know မသိပါဘူးတဲ့သူကမသိဘူးဆိုဘာကိုမသိတာလဲဘာကိုသဘာလို့နေလဲ object ကြီးလို့နေတယ်ဒါကြောင့် what he wants be ဘယ်နေမှာရောက်နေလဲ object နေရာမှာရောက်နေတယ်ဒါဆိုဆက် object နေရာမှာရောက်နေတဲ့ what he wants ကိုကြည့်စမ်းပါ was ဆိုတော့ကွန်ဂျန်ရှင်ပါမယ် key ဆိုတော့ subject ပါမယ် was ဆိုတော့ပါပါနေမယ် verb တွေပါနေတယ်အဲ့တော့ကွန်ဂျန်ရှင်ပါမယ် subject ပါမယ် verb ပါမယ်အဓိပ္ပာယ်ပြည့်စုံဘာလို့ခေါ်လိုက်မလဲ clause လို့ခေါ်လိုက်မယ်အဲ့အဲ့ clause ဒီဘယ်နေမှာရောက်နေလဲ object နေရ object နေရဒီဘုနေရလဲ noun နေရ noun နဲ့မဝင်လာရဲ clause ဆိုတော့ဘာပြောလဲ noun clause ပေါ့ noun clause ပေါ့ object ကိုဘာနဲ့ကောက်မလဲကိုလေးနဲ့ကောက်ကောက်ကြည့်နော် what you want သူလိုချင်တာကို he does not know သူမသိဘူးအဲ့ပထမစာကြောင်းတော့ subject နေရမို့သူလိုချင်တာသိလို့ဘာသာပြန်လို့ရပြီမယ် object နေရာကျတော့အဲ့လိုကြီးပြန်လို့မရဘူးသူလိုချင်တာတီးလို့မရဘူးဘာကြောင့်လဲ object မို့ကိုနဲ့ကောက်သူလိုချင်တာကို he doesn't know သူမသိဘူးအဲသူလိုချင်တာတော့သူမသိမှလားဆိုတော့အဆင်မပြေဘူးပေါ့နော်ကိုလိုချင်တာကိုသိရင်ကိုဘာလိုချင်တယ်လဲသိရမယ် he doesn't know what you want ဒါဆိုရင်ဒီမှာပါတဲ့ what you want ဒီ object နဲ့မှဝင်လာတယ်ဘာကလို့လဲ noun ကလို့ကိုလေးနဲ့ကောက်ဒါဆိုရင် subject နေရာမှာလည်း noun ကလို့တွေ့ပြီ object နေရာမှာလည်း noun ကလို့တွေ့ပြီဆိုရင်ဘယ်နေရာမှာရှိဦးမလဲ complement နေရာဗျာ complement နေရာမှာ noun ရှိတယ်နောက်ရှိရင်ဘာကလို့ရှိရမလဲနောက်ကလို့ရှိရမယ်ဒါဆိုဆရာတို့ တတိယစာကြောင်းနေဖတ် it is what you want အဲ့စာကြောင်းမှာဆိုတော့ verb ရှာကြည့်တယ်မှာ verb က is အဲ့တော့ verb ရှာကြည့်ဆိုတော့ verb ကအဲ့ဒီစာကြောင်းမှာဆိုတော့စာကြောင်းနဲ့စာကြောင်း verb နှစ်မျိုးတွေ့မယ် verb နှလုံးတွေ့မယ် is ဆိုလည်းလည်း verb ပဲ want ဆိုလည်းလည်းပါပဲလေ verb ပဲဗျာ verb နှလုံးဖြစ်နေတယ် verb နှလုံးဖြစ်နေတယ်အဲ့တော့ background main verb လည်းသိကြည့်ရင် conjunction like ရှာဟုတ်မှာ conjunction က what အဲ့ what နဲ့တွဲနေတယ်ဝတ်နဲ့ဆိုင်တဲ့ wants ဒီ a want ဒီ what နဲ့တွဲနေတယ်ဒါကြောင့်သူဒီ main verb မဟုတ်တော့ chlorine verb ဖြစ်သွားတယ်ဒါကြောင့် main verb ကိုရှားဆိုရင် is version မှာ subject ရှိမယ်အဲ့တော့ it is ဖြစ်ပါသည်ဆိုတော့ဘာဖြစ်မှန်းမသိဘူးမပြည့်လို့ဖြစ်ပြီးထားတာကြည့်ရအောင် why once ဒီပါကြည့်လိုက် complement complement နေရာရောက်နေတယ် complement နေရာမှာရောက်နေတဲ့ why once ကိုကြည့်လိုက်တော့ what ဆိုတဲ့ conjunction ပါမယ် he ဆိုတဲ့ subject ပါမယ် want ဆိုတဲ့ဘာပါနေလဲ verb ပါနေတယ်အဓိပ္ပာယ်ပြည့်စုံဘာလို့ခေါ်လိုက်လဲ clause ဆိုလို့ခေါ်လိုက် complement နေရာဒီပြုနေရတယ် noun နေရာ noun နဲ့မှဝင်လာတဲ့ clause ဆိုတော့ဘာလို့လဲ noun clause complement ဘာနဲ့ကောက်မလဲ ီးလင်းတဲ့ကော why you want လိုချင်တာဒီ is important and what you want it is why you want လိုချင်တာဒီ it is ဒါပဲ is important မဟုတ်ပါဒါပဲလို့ပြန်မယ် it is why you want လိုချင်တာဒီ it is ထိုရာဖြစ်တယ်လို့မပြန်ဘူးဒါပဲပဲ it is why you want လိုချင်တာဒီ it is ဒါပဲမြင်ပြတာနဲ့အတော်ပဲပေါ့နော် it is why he wants လိုချင်တာဒီဒါပဲအဲ့တော့ဒါပဲလို့ဆိုတော့ it is ကိုဒါပဲလို့ဘာသာပြန်တယ်ဒါဆိုရင် complement နေရာမှာရောက်နေတဲ့ why he wants ဒီ backlog လဲ non clock ဘာနဲ့ကောင်းလဲဒီနဲ့ကောင်းသူလူကျနာသည် it is ဒါပဲဒါဆိုရင်ဒီစာကြောင့်မပါတဲ့ why wins ဒီဘာကလော့လဲ non glow ဘယ်နေမှာရောက်နေလဲ object နေမှာရောက်နေတယ်သူ့ဘာနဲ့ကောင်းလဲကိုနဲ့ကောင်းသူလူကျနာကို he does not know သူမသိဘူးဒီမှာပါတဲ့ပထမစာကြောင့်ပါတဲ့ why wins ဒီဘာကလော့လဲ non glow non glow လို့ဆရာဘာကြောင့်ပြောနေရလဲ subject နေမှာရောက်နေတယ်လေ subject နေရဘူးနေရလဲ subject နေ noun နေရ noun နံပါတ်1လာမဲ့ glow ကတော့ non glow ပေါ့ non glow subject ကိုဘာနဲ့ကောင်းဒီလေးနဲ့ကောင်းလား why wants သူလိုချင်တာသည် is important အရေးကြီးသည်ဒါဆိုရင်ဆရာတို့ဒီလိုမျိုးစာကြောင်းမှာဇက်တွေနှလုံးတစ်လုံးထက်မကပါလာပြီဆိုရင်ဘယ်ကောင်အဓိကဇက်လဲဘယ်ကောင် main ဇက်လဲဆိုတော့သိရမယ်အဲ့တော့ what you want is important မှာ is ဆိုရလဲလဲ verb ပဲ want ဆိုရလဲလဲ verb ပဲဒါဆိုရင် verb နှလုံးဖြစ်နေတယ်ဆိုရင်ဆရာတို့ main verb ကိုရေးတတ်ရမယ် main verb ကိုဆရာရေးချင်တယ်ဆိုရင်ကွန်ဂျက်ရှင်ကိုရအောင်ရှာကွန်ဂျက်ရှင်နဲ့မှာ clause ထဲမှာပါနေတဲ့ verb ကွန်ဂျက်ရှင်နဲ့ဆိုင်နေတဲ့ verb ဒီဘာလို့မှ main verb မဟုတ်ပါဘူးဒါကြောင့် wants ဒီ ဝတ်စလကူညာရှင်နဲ့ဆိုင်နေတယ်။နောင်ကလော်ထဲမှာရောက်နေတယ်။ဒါကြောင့်အဲ့ဒီ once ဒီ main verb မဟုတ်ပါဘူး။ဒါကြောင့် main verb ဒီအဓိက verb ဒီအဓိကကရိယာဒီ is ဖြစ်သွားတာပါ။ဒီစာကြောင်းမှလည်းအတူတူပဲ once ဒီ main verb မဟုတ်ဘူး။ main verb အဓိကကရိယာဒီဘယ်လိုလဲ no that's not no ဖြစ်သွားတယ် no ဗျာ။အဲ့တော့ဒီစာကြောင်းမှလည်း it is what he wants မှာ once the verb of verb ဒါမှမဟုတ် plural ရဲ့ verb ဖြစ်နေလေအဓိကအဓိကကရိယာ main verb မဟုတ်ဘူး။ကြောင့် main verb ဒီဘယ်ဖြစ်သွားလဲ is ဖြစ်သွားတယ်။ ဒါကြောင့်ဆရာတို့ non clause ကိုအနည်းချွတ်လိုက်ရင် non clause ဘယ်နေနေရာတွေ့မလဲဆိုရင်သုံးနေရာတွေ့မယ်ဘယ်နေရာမှာလဲ subject နေရာ object နေရာ complement နေရာဒါဆိုရင်အဲ့ဒီ subject တို့ object တို့ complement နေမှာဝင်လာမယ် clause တွေဒီဘာ clause တွေလဲ non clause ပေါ့ subject ကိုဘာလေးနဲ့ကောက်ဒီနဲ့ကောက် object ကိုကိုနဲ့ကောက်မယ် complement ကိုဒီနဲ့ကောက်မယ်ဒါဆိုရင်ဆရာတို့ non clause အကြောင်းကိုပြီးသုံးတော့ပါပြီအဲ့တော့ non clause သုံးနေရာရှိတယ်ဆိုတော့သိရမယ် non clause တွေကို subject ကိုဒီနဲ့ကောက်တယ် object ကိုကိုနဲ့ကောက်မယ် complement ကိုတော့ဒီနဲ့ကောက်ပါတယ်ဒါဆိုရင်ဆရာတို့ non clause ပြီးရင် adjective flow ဒါမဲ့ video file မှာဆက်လို့ဆက်လက်ပြီးတော့ဒီနေ့တင်ပြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်